။ online တက်တွေကိုပြည်သူတွေကနေပြီးဝိုင်းဝန်အားပေးတဲ့ခါမှာဘောမတစ်စိုက်ကတော့အောင်ကြတာပေါ့ဗျာ။ဝိုင်းဝန်အားပေးနေတဲ့ပြည်သူတွေကိုဘုံနေနဲ့လဲကျဲခိုင်းတာကတော့အားလုံးလဲပြည့်ရှိပြီးမှဖြစ်ပါတယ်။မဲ့ online တက်တွေဆိုတာစစ်ကွေးတွေလိုမိုးကြွှေကူကူလိုခံယူထားတဲ့သူတွေမဟုတ်ပါဘူး။မိုးပေါ်ကျလာတဲ့သူမဟုတ်ပါဘူး။ပြည်သူကမွေးဒီကွာပြေးပြီးဒီကွာနေပြီးကြီးပြောင်းလှုပ်လာခဲ့တဲ့လူငယ်တွေကနေပြီး online တက်တည်တဲ့ဝင်ပြီး online ရဲဘော်ဖြစ်လာဖြစ်တဲ့အတွက် online ရဲဘော်တယောက်ရဲ့အမီရဲ့ ုံးဝကိုဂိုယူဝင်ကြွားစွာနဲ့တက်မုံခတ်ပြီးတော့ပြောနေတဲ့အမိရင်ဝင်တစ်ခုကလည်းကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကဲကိုပဲအားရစရာအနေထားတစ်ခုရှိပြီးတော့တော်လန်ရေးခစ်ကြီးကိုတုံးတက်ကြစစ်ကြီးကိုဝေပန်ကြနိုင်ယာဝန်ထမ်းရှောက်လန်းနေတဲ့လမ်းမှာအချစ်ရေး

ဒီနေ့ရမနက်ပိုင်းအထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့မျိုးတွေအားလုံးအဆုံးထိကြည့်ရှုအားပေးသွားပြီးဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါရစေ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့လာရှုမြို့ကိုစစ်ကောင်စီကပြန်လည်ရရှိလာတဲ့ထိမှန်တဲ့ဘူဆယ်မြို့မှာစစ်ကောင်စီနဲ့စစ်ကောင်စီရဲ့ဝန်ထမ်းတွေပေါင်းဝင်စစ်ကောင်စီရဲ့မိသားစုတွေကိုပျော်ပွဲရှင်ပွဲကျင်းပဝင်ပေးခဲ့တဲ့မင်းအောင်လိုင်းရဲ့အနေထားတစ်ခုတွေ့ရပါရစေ။မသိရင်ပဲလာရှုမြို့ကိုသူတို့ဘာသာပြန်လည်တိမ့်ပိုက်လို့ရတဲ့အနေထားနဲ့အောင်ပွဲခံပြီး တကွေးတွေကိုစိတ်တက်မြင့်ကြအောင်လုပ်တဲ့အနေအထားတစ်ခုလို့မြင်တွေ့နေရပါတယ်။ဒါမဲ့လည်းအဲ့ဒီတဲမှာတော့ပေါ်တာဆွဲခံရတဲ့လူငယ်တွေများသူပါဝင်နေပြီးဘူးမတိဘာမတိနဲ့သူတို့လည်းအောင်ပွဲဝင်ခံနေတာကိုတွေ့နေရပါတယ်။နောက်တစ်သတင်းတွေမှာတော့ဝါတက်နဲ့ကိုကန်တက်လုံးဂျုံကြီးကူညီနဲ့စစ်ကောင်စီတက်တရလာရှုမျိုးတွေကိုပြောင်းဝင်လာပါတယ်။ဒါဟုတ်ကြီးကြီးအဖြစ်အတူကိုကြောက်နေတာလဲ။တော်လိုင်းကြီးတက်တွေများကြောက်နေသလားဆိုတာကတော့ဒီဝန်ထုတ်เสียရလဲဖြစ်တယ်လို့ပြည်သူတွေကပြောထားတာတွေ့ရှိရပါတယ်။ပြည်သူအနေနဲ့လဲစိုးရိမ်ထိတ်လန့်မှုတွေလည်းရှိနေတယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။တမ်ပီနဲ့မြောက်ပိုင်းလာရှုမျိုးတွေကိုပြောင်းလဲဝင်ရောက်လာတဲ့စစ်ကောင်စီတက်တဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို ွားတက်တဲ့ကိုကန်တက်တူကနေပြီးတော့လုံခြုံရေးယူပေးခဲ့တယ်လို့မြို့ကန်သတင်းမီဒီယာကဖော်ပြထားပါတယ်။ဒါရှုတီဘောလမ်းပိုက်ကနေစစ်ကောင်စီချက်ဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေရင်နှန်းတွေနဲ့မြို့ထဲဝင်လာသလိုဒါရှုမြို့လေရင်ဝင်းစီရန်ရင်နဲ့ပို့ဆောင်ပေးတာလည်းရှိပြီးစစ်ကောင်စီချက်ဖွဲ့ဝင်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလိုက်ပါလာတဲ့ရင်နှန်းကတော့ဒါရှုနဲ့မိုင်း40ကန်သာဝေးတဲ့မိုင်းရဲ့မြို့ကနေထွက်လာခဲ့ကြတယ်လို့သိရပါတယ်။ဒါရှုမြို့ထဲစစ်ကောင်စီပြင်ရောက်လာပြီးနောက်မှာတော့ညနေပိုင်း3နာရီခွဲချိန်မှာစစ်ကောင်စီလေတက်ရဲ့ဒေရင်အချို့လည်းမြို့ပေါ်မှာပတ်ပြန်နေတယ်ဆိုပြီးတော့မြို့ကန်တွေကပြောထားတာတွေ့ရှိရပါတယ်။အတူတချောင်းတော့မရှိတဲ့ចောင်း သားဘွားတွေကရဲရဲတတ်တော့ကြော်လန်ခဲ့တာအနှစ်80ရှိပြီအသက်တွေနဲ့ပေးတယ်စစ်ကြောရေးတွေမှာကြဆုံးတယ်လုံဒိန်းတွေပြစ်လို့တဲအများကြီးဒုက္ခဒုက္ခပေါင်းမြောက်ရွာစွာနဲ့ဗမာဗမာချင်းတော်လှန်ခဲ့တာရှစ်ရှင်းလေးပြောနေတာနော်အကူကအခုမှမနေ့တနေ့ရမှာကွန်မြူနတီပြုတ်တွေဟမ်ခင်ညွန့်နဲ့ပေါင်းပြီးခင်ညွန့်ခင်ညွန့်ထောက်လန်းရေးက စစ်ကောင်စီထောက်လန်းရေးကမြေမြေတောင်မြောက်ပေးလို့ဟိုအုပ်စုဒီအုပ်စုတွေနှဲဆက်မှာတရုတ်နဲ့ပေါင်တရုတ်ကလက်နက်တွေရအခုမြန်မာပြည်ကရှားပါတတုတွေမြေရှားတတုတွေရောက်မြန်မာပြည်တန်ဆာတာတွေလှုပ်ရှားကုန်ကူးဗမာပြည်ကိုတရုတ်ရဲ့ဟိုပြောမယ်အရေးချင်းမဖြစ်တဲ့ပစ္စည်းတွေကိုမြန်မာပြည်တွေကိုသွင်းပြီးဂျင်းထက်ဒါမျိုးလုပ်ငန်းနဲ့ကြီးပွားလာတဲ့အုပ်စုတွေကဒီနေ့ကျွန်တော်တို့ကသူတို့ကို welcome ခေါ်တယ်ကျွန်တော်တို့သူတို့ကိုကြိုးဆိုတယ်သူတို့ကိုအားပေးတယ်ဝိုင်းကူညီပေးတယ်တိုက်ပေးတယ် ဟောအခုရောက်မှမျက်စိထွက်ပြီဒါကြောင့်ကိုမောင်မောင်စောက်ခါတို့ကျွန်တော်ပြောခဲ့ဘူးတယ်လေမှတ်မိလားမောင်စောက်ခါတို့အဖွဲ့ကိုကျွန်တော်တခါပြောဘူးတယ်တို့ဒီကိုကန့်ရဲ့မွေးစားသားတွေတရုတ်အုပ်စုတွေလာမသိဘူးလို့ကျွန်တော်ပြောဘူးတယ်လေမောင်စောက်ခါတို့အားလုံးမှတ်မိမှာပါနော်ဒီကိုကန့်ရဲ့တက်မာငါလားတောင်းပလောင်ရဲ့တက်မာငါလားမသိမောင်စောက်ခါတို့ပါဟမ်တို့ကစိတ်စင်နေခေါ်ပြီးမောင်စောက်ခါတို့ကိုလက်နဲ့ထောင်နဲ့ချီတက်ဆင်ပေးလိုက်တာလေဒါတရုတ်ရဲ့စနစ်တည်းလေ မင်းအောင်လိုက်လာရှုပ်ကိုတိမ့်မှုတဲ့တာတရုတ်ကမောင်စောကားတို့ကိုပြ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 စီးယုံလိုက်တာတရုတ်ကအေအေကိုပြပြပြစီးယုံလိုက်တာအဲ့တော့ကျွန်တော်ပြောမှုပါတယ်ဒါပေမဲ့ကျွန်တော်တို့ကစကားကိုထိထိသိသိပြောတယ်သူတို့ကမင်းအောင်လိုက်တို့ကိုတိုက်ပေးတယ်လာရှုပ်ဆက်ဆံသားတို့ကိုတိုက်ပေးတဲ့အတွက်ကျွန်တော်တို့ကထိထိသိသိပြောတယ်သူတို့ကိုကြိုးဆိုခဲ့တယ်သူတို့ကိုကျွန်တော်တို့မြေတောင်မြောက်ပေးတယ်သူတို့ကိုကျွန်တော်တို့ခေါင်းဆောင်နေရာတင်တယ်သူတို့တွေအားလုံးမြန်မာနိုင်ငံမင်းအောင်လိုင်ကိုနေပြည်တော်တိတိုက်ပြီးတဲ့ဆိုရင်တော့ကျွန်တော်တို့ခေါင်းဆောင်တော့ဖို့တိကန်းလန်းတယ်ဒီလူတွေကခေါင်းဆောင်နေမထိုက်တန်တဲ့လူတွေသူ့နေရာသူပြန် သူ့နေရာသူပြန်ခုံဆင်းတာပဲဟွန်းကြောက်ချင်တာကအသင်တို့နဲ့စတိရှိလို့အသင်တို့လိုတနက်ကင်တက်မှာတရုတ်ကမြေတောင်မြောက်ပြီးမှတိုက်ပြရတန်ဟန်ဇာတာတွေကိုတရုတ်ကိုရောင်းစားပြီးမှတောင်လှန်လက်ခဲ့တာမဟုတ်ဘူးပြည်တွင်းကဗမာတွေကဟွန်းနေဝင်းခစ်တဲ့ကလက်အဲ့တို့တစ်ချောင်းတော့မရှိဘဲနဲ့တောင်သားတွေဆန္ဒပြပြီးတော့မင်းအောင်လှိုင်တို့ဒဲစိန်ခေါ်ခဲ့တာအရှိတော်အာရှမှာမြန်မာចောင်းသားလောက်တတ်သိရှိတာဘယ်သူမှမရှိဘူးအခုပဲကြည်ထိုင်းမှာចောင်းသားတယောက်ပဲဆန္ဒပြရရတယ် တိုင်းမှာဘယ်သူမှဆန္ဒမပြရဘူးတွေ့လားမြန်မာနိုင်ငံမှာဒါမျိုးကိစ္စဆိုပြောမင်းနဲ့ထောင်နဲ့တောင်းနဲ့ချီတဲ့ចောင်းသားတွေဘွားတွေနဲ့ယင်မိသားစုတွေနဲ့ယင်ပြီးတော်လှန်ခဲ့တာဗျာဘာဘာမှလူမျိုးကြီးဝါတာလေဗမာကိုဗမာကတော်လှန်တာဗျာအဲ့တော့ကိုလုံးရက်ကိုကိုတာဝန်ယူပါမဖြစ်ပါစေနဲ့ကျွန်တော်ဆုတောင်းပါတော်လိုင်းဤဘက်ကိုပဲပါဖို့လေယနေ့ဒီကံလန်းစဲပါအဲ့ဒီတရင်မမှန်ပါစေနဲ့လို့လည်းကျွန်တော်ဆုတောင်းပါတယ် မမှန်ပါစေနဲ့လို့ဆုတောင်းပါတယ်ကျွန်တော်ຫນွေဥဒေါ်လိုင်းနဲ့ပဲဆက်တဲ့ရက်တီပါလို့ကျွန်တော်ဆုတောင်းပါတယ်တရုတ်ညူညင်ပါဆိုလို့ဘလောက်လူပါဝရတဲ့စကားလဲတရုတ်ကတို့တို့နဲ့ပါပတ်သက်လို့လဲမြန်မာနိုင်ငံသူနိုင်ငံသားတွေညူညမအောင်သူထဲမစင်စားဘူးပေါ့ကိုကန့်ကခေါင်းဆောင်နေဘလောက်လူပါဝရတဲ့စကားလဲຫນွေဥဒေါ်လိုင်းရေးကပြည်သူတွေညူညင်မထဲမစင်စားဘူးပေါ့ NUG ညူညင်မသူထဲမစင်စားဘူးပေါ့ကျန်တဲ့တိုင်းသားခေါင်းဆောင်ကြီးတွေညူညင်မတရုတ်ညူညင်မဆိုလို့အဲ့တော့တရုတ်နိုင်ငံပြန်ကြတော့ ကတော့လက်ရှိချိန်မှာဖြစ်ပေါ်နေတဲ့ MMDA နဲ့လာရှုချီနေကိုဒီလူတွေက30သောဖြစ်ပြီးတော့တော်လိုင်းဘက်ကရောဘယ်လိုမျိုးသုံးသပ်မှုတွေရှိလဲဆိုတာကိုဒီပြိုလေးမှာစက်ကြည့်လို့ရပါတယ်။ဟိုမျိုးချရမယ်စေခါကြည့်လို့ပဲမြင်ပါတယ်။လက်မခံချင်လက်ခံပါမယ်။ကျွန်တော်တို့ကအရှိတရားနဲ့အလုပ်လုပ်ရတာပေါ့။အင်ဂျင်မာကဟို MMDA နဲ့ဘလို့မှမတက်နိုင်တော့တဲ့ခါဘလို့မှမလွန်ဆန်တော့ရင်ပြေးရမှာပဲ။ဟိုဟို MMDA ကိုအဲ့လိုမျိုး လုံးဝမလုပ်ဖို့အဲအဲ့လိုမျိုးပြန်မပေးဖို့ဆိုတာကိုပြောနေတဲ့ပါဝါရှိတဲ့ weight ရှိတဲ့အင်အားရှိရင်သွားပြောလိုက် MNDA ဂျင်ဆိုင်ရတဲ့ဒုက္ခ pressure ကိုလုံးကိုဖြည့်ရှင်းပေးနိုင်တယ်ဆိုရင်တော့ရမှာပေါ့တို့မှာဟိုငင်းဆန်လို့မရတဲ့ခက်ခဲရှိလို့လုပ်လိုက်ရပြီဆိုရင်ဟိုမှာကျွန်တော်ဒီမှာပေါ့တောင်ယာတွေခုတ်နေရတယ်အာကျွန်တော်တို့ဘာကတောင်ယာခုတ်တယ်ဆိုတာကတကယ်တကယ် virgin forest တွေ တကယ် pristine နေပေါ့နော်ကဘာဥသိတော်တွေကိုတောင်ရခုံနေရတာငါတော့တောင်ရမခုတ်စေချင်ရင်ငေါ့စားစရာပေးနော်ဒါတရားတောင်တောင်ရခုံချင်းအဖြစ်ငါတနည်းစားစရာရှာတယ်ငေါ့စားစရာပေးငါမခုတ်ဘူးကွာဆိုတော့အဲ့ဒါတော့မပေးနိုင်ဘူးခုတ်တော့မခုတ်နဲ့လို့တော့ပြောလို့မရဘူးလေတချို့ချက်လက်ဒီမှာကကျွန်တော်တို့စိတ်ရှည်ပြရမယ်အပိုင်းညီပေါ့နော်ပူပေါင်းပြရမယ်အပိုင်းညီပေါ့ကျွန်တော်အခုဒီပေါ့ဖော်နားလည်ခြင်းစီမှာတရုတ်ရဲ့ power play ကိုလုံးဝနားလည်ပါရမယ် ဟိုရှင်းရှင်းပြောရင်ဒီတရုတ်ကြီးကလက်ခံလောက်တဲ့ဒေါ်လာရဲ့အဆုံးသတ်မှုမျိုးနဲ့ပဲကျွန်တော်အဆုံးသတ်နိုင်ပါတရုတ်ကြီးကဒါနောက်ထပ်ဟိုစိတ်ကောင်းစီကိုအသက်ဆက်ဖို့လိုရင်လိုအပ်တဲ့ထပ်ပတ်ဖို့ထပ်ပတ်ဖို့နေကျွန်တော်တို့အနေနဲ့ဟိုဘယ်လိုပြောမလဲဘလို့မှဟိုတကယ်တကယ် dark reality ပဲပြောပြောတော့တကယ်မှောင်မိုက်တဲ့မှုလည်းစိုးပါတဲ့လက်တွေ့ ဘောနော် reality တကိုရင်ဆိုင်တဲ့ခါကျကျွန်တော်တို့ပြက်ပြက်တာတာမှန်မှန်ကန်ကန်နဲ့ဟိုအခြေအနေပေါ်မူတည်ပြီးမှဆုံးဖြတ်နိုင်ဖို့ရင်းရဲဖို့တိဆောင်ရဲဖို့ဖြတ်တန်းရဲဖို့လိုမယ်ထင်တယ်ကျွန်တော်တို့ဒီဟိုဒေါ်လာကြီးကိုဟို flexible ပေါ့နော်ပြုလွယ်ပြောင်းလွယ်ပြင်လွယ်နဲ့ဒီပြောင်းလဲပြင်လဲဆိုတာဒီလေဒေါ်လာရဲ့အရွေးဖြစ်ဖို့အတွက်ဒေါ်လာရဲ့အရွေးဒေါ်လာရဲ့တစ္ဆာပြည်သူကိုမျက်နှာမို့လဲဒေါ်လာရဲ့ဒီတာလင်း အဲ့ဒါပဲတကယ်တော့လိုင်းစစ်စစ်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြုတ်ပြောင်းလဲပြင်လွယ်ပြီးပေါ့နော်ဥပမာဆိုပါစို့ဟိုဟို MND တလကောင်အီတလကောင် TNL တလကောင်ကိုစစ်ကောင်စီနဲ့ပတ်သက်လို့အတွေ့အကြုံ non ဂျီနေတဲ့လူတွေပါဟိုစစ်ကောင်စီနဲ့ပူးပေါင်းချင်လွန်းလို့ဘယ်လိုပြောမလဲအဆင်ပြေအောင်နေစီချင်လို့နေဖို့စစ်ကူးရှိလို့နေနေတဲ့လူတွေမဟုတ်ဘူးထပ်တရင်ကတော့မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကနေပြီးတော့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့မြို့သားညီညီအစိုးရအန်ဒူဂျီဝန်ကြီးချုပ်မန်းဝင်းခန်းတန်းတို့ကိုတီချာစီတို့ဆောင်ခဲ့ရမှာတော့ဘယ်ဘက်ကမှကန့်ကွက်တာမရှိခဲ့ဘူးလို့မလေးရှားဝန်ကြီးချုပ်ကပြောထားတာတွေ့ရပါတယ်။တိုင်းဝန်ကြီးချုပ်ဟောင်းသင်းရှင်နာဝဲရဲ့စီစဉ်ပေးမှုနဲ့ဘန်ကောက်မြို့မှာမလေးရှားဝန်ကြီးချုပ်နဲ့မြန်မာစစ်ကောင်းဆောင်တို့လူချင်းတွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာငလင်တန်နဲ့မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုဆိုင်ရာလူဝဲချက်တွေကိုစေနေခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောထားပါတယ်။အဲ့ဒီနောက်ပိုင်းမှာပဲမလေးရှားဝန်ကြီးချုပ်ဟာ အွန်လိုင်းကတဆင် NGO ဆိုရဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတဲ့မိနစ်40ကျော်ကြာလဲဆွေးနွေးခဲ့တယ်ဆိုတာသိရှိရပြီးတော့ NGO ဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုမှာလည်းမြန်မာပြည်သူအတွက်လူသားချင်းစာနာထောက်ထားကူညီပေးရနိုင်ရေးအတွက်အာယုံဆိုင်ဆွေးနွေးခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်ကသူ့ရဲ့ Facebook လူမှုကွန်မန်တာစာမျက်နှာကနေပြီးတော့ဒီပေးထားတာတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကနေပြီးတော့ NGO နဲ့တွေ့ဆုံမှုကိုမရောက်နိုင်နေတဲ့ရှုံချကြောင်းကို ဟုတ်ပေါ်ပြောဆိုလာတာတွေ့ရှိရပါတယ်။ကဲမင်းအွန်လိုင်းတယောက်ကတော့မနာလို့ဥတူဥပွားဖြစ်နေတယ်ဆိုပြီးတော့လဲပြည်သူတွေကဝေဖန်နေတာကိုလည်းတွေ့ရှိရပါတယ်။သူတွေအပေါ်မှာထားတဲ့သဘောထားအမှန်ကိုတော့လက်ရှိချိန်မှာမင်းအွန်လိုင်းကဘလူးစိတ်ရှိလဲဆိုတော့ပြည်သူတွေများလက်သိရှိနေဖြစ်ပါတယ်။ဘာတွေကိုသိရှိဖို့လဲရေဘေးတွေငလင်ဘေးတွေဒေဘေးတွေအစရှိတဲ့ဘေးဒုက္ခမျိုးစုံများဖြစ်နေတယ်လို့တော့ခင်ရပါတယ်။မင်းအွန်လိုင်းအနေနဲ့ကတော့လက်ရှိချိန်မှာ NUG နဲ့တွေ့ဆုံခဲ့တဲ့မလေးရှားဝန်ကြီးချုပ်ရဲ့အနေထားကြောင့်လေးရှားအဖွဲ့လာရောက်ကူညီမဲ့အတွက် တေးယုံကနေရာရှာလို့မရသေးတဲ့အတွက်ရက်ဆိုင်ထားကြောင်သိရှိရပါတယ်။နောက်တဲ့တဲ့ရင်တို့မှာတော့မင်းအွန်လိုင်းဒီနဲ့ကတော့တပိတ်ချင်းနဲ့စင်ကူကိုလေချောင်းတိုက်ခဲ့လို့ပြည်သူ73နဲ့မနဲ့ကြာဆုံးခဲ့ရပြီးတော့တောင်တာမြို့နယ်မှာလည်းစစ်ကောင်စီလေချောင်းကဘုံကျဲတိုက်ခဲ့ခဲ့ရမှာလဲပြည်သူ3ကြာဆုံးခဲ့ရတာကိုသိရှိရပါတယ်။နောက်တဲ့တဲ့ရင်တို့ကတော့အကိုင်တက်တော် AA အနေနဲ့ဒေးမြန်နာမြို့နယ်တိုက်ပွဲမှာ ပုံမှုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီရှိနာပြီးထွက်ပြေးရဆိုတာသိရှိခဲ့ရပါတယ်။ ARD တိုင်းဟင်းစရာခရိုင်၄မျက်နှာမြို့နယ်အတွင်းစစ်ကောင်စီတဆွဲထားတဲ့ပန်ဒေါ်ကြီးရွာမှာစစ်တပ်စခန်းကိုအေအေနဲ့ဥပောင်းတက်များကတိုက်ခိုက်သိမ်းယူလိုက်ပြီးစစ်ကောင်စီကလည်းလေကြောင်းမှဘုံးနေချဲနေလို့သိရှိရပါတယ်။ပန်ဒေါ်ကြီးရွာမှာအေပလ15ရက်ကစတင်ပြီးတော့တိုက်ပွဲပြင်းထန်ခဲ့ပြီးမနေ့ကစစ်ကောင်စီတပ်စုခွာထွက်ပြေးသွားပြီးအေအေနဲ့ဥပောင်းတက်များကစစ်စခန်းကိုထိန်းချုပ်လိုက်တယ်လို့ဒေသခံတွေကပြောထားပါတယ်။ ARD တိုင်းတွင် ရေကြီးလေးမျက်နှာနဲ့အင်ကပူမြို့နယ်ကြားပသိမ်မုံရွာလမ်းကျောမှာပြီးခဲ့တဲ့မတ်လ29ရက်နေ့အာခတ်တတော် AA နဲ့ PDF ပူပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတို့တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းသိရှိရပါတယ်။နောက်ပါတပြီးတော့ရုပ်ရင်ကြမ်းတမ်းစွာစိတ်ဆိုးနေတဲ့လူအောက်တန်းစားတယောက်တွေ့ရတယ်။နာမည်ကတော့ဘီဟေးဒီဟာစိတ်တက်တဲ့လောက်ရက်ကဟိန်းနာနဲ့မတူပဲနဲ့ဟောင်းနာနဲ့တူနေတယ်။နင်းပါလူပဲပေါ့အတူတူပဲပေါ့။ဒါကြောင့်မလို့ချင်းသိတော့ချင်းသိဒါပေမဲ့ခမရကခွေးချင်းသိ။ Hey 前辈前前哦嘿。ချေသေးတော့ချေသေးခွေးချေသေးခြေလေးတောင်းပါပြီးစောက်ကြောင်ထိုင်တိုင်းလေအဲ့ဒီကောင်ကချေသေးမဖြစ်ဘူးอืมเนาะအင်းတော့ဆိုလို့ရှိရင်အဘယ်မင်းသားကဘာဖြစ်တယ်ဘယ်မင်းသမီးကဘာဖြစ်တယ်မိမြတ်ကဘာဖြစ်တယ်နေဝင်းကဘာဖြစ်တယ်တို့အနည်းပညာလောကကအပုတ်တွေရှုပ်တွေကိုဖော်တယ်အော်ဆိုတော့ဒါကတို့အချင်းချင်းပြောတာပဲလေဆိုပြီးတော့လှစ်လို့ရှုပ်ထားလို့ရပါပဲအခုလိုနေရတဲ့ကအငုံစိတ်တက်နေရုပ်ရင်ချမ်းနဲ့ဆိုတာဆဲဆုံနေတာမျိုးကြတော့ဆုံးမပေးမှရတော့မယ် ဲဒီအပိုင်းမှာတော့မဘူဒူတယောက်ဟာအလုပ်တွေရှုပ်နေတာလားရှုပ်တွေလုပ်နေတာမသိမယ်လေအတန်းရှင်းကြီးကြာနေတာဖြစ်တဲ့အတွက်သူရဲ့အတန်းရှင်းကြီးပြန်ရှာဖို့အတွက်ဆိုပြီးတော့လက်ရှိချိန်မှာတွေ့ညာလူပတ်ကင်နေတွေ့ပါတယ်အလုံးကြီးတဲ့အတိုင်းပဲအဲဒါဒီဟိန်တီရလားသူကတော့သူရှင်မင်းသားမင်းသမီးရဲ့နဲ့အတူသူရဲ့နောက်ွယ်ကအကြောင်းတွေကိုဖော်ထုတ်ပြောဆိုနေတဲ့သူတယောက်ဖြစ်ပြီးတော့ပြောရရင်တော့လေအတင်းသမားတယောက်တို့ပါပဲဗျာအတင်းသမားတယောက်ပြောသူလိုပဲပြောနေပြီမယ်လေလက်ရှိချိန်မှာကတော့မဘူဒူနဲ့ညှိသွားကြပြီဆိုပါတော့ဗျာ ော်နာမည်ကတော့ပြီးဟင်းဒီကစိတ်တက်နဲ့လောက်ရက်ကဟောင်းနေတာဟင်းနာလည်းမတူဘဲနဲ့ဟောင်းနေတယ်ချင်းသိတော့ချင်းသိတာပဲမခွေးချင်းသိရန်ကုန်ဆိုတာကရေဘေးပဲဖြစ်ဖြစ်ငလျင်ဘေးပဲဖြစ်ဖြစ်ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ်ဘယ်အရေးမှာပဲဖြစ်ဖြစ်နော်ဘယ်တိုင်းမှာပဲဖြစ်ဖြစ်ဘယ်ပြည်နယ်မှာပဲဖြစ်ဖြစ်အရင်ဦးဆုံးကိုရှေ့ဆုံးကနေပြီးတော့လူအားကောငွေအားကောတက်နိုင်တယ်လားဝိုင်းဝန်းပြီးတော့ကုညီပြီးတော့ဖေးမှပေးခဲ့တာအဲ့ဒါရန်ကုန်ကဲမပူတုကတော့ရန်ကုန်နဲ့တွားပြီးတော့ပတ်သက်ပြီးတော့မပြောကြပါနဲ့မပူတုဆိုတာကတော့ဆံပြားဈေးကအလုံးသိတဲ့အတိုင်းပဲပူစီဆိုတဲ့အတိုင်းပဲရန်ကုန်မြို့ကိုဂျင်းလဲသူလှဲ့လာတဲ့တယောက်ပါ ။လက်ရှိချိန်မှာကတော့မင်းအွန်လိုင်းလက်ထက်စစ်ကွေးလက်ထက်ခွေးကေကောင်ပလင်ပေါ်တက်ထိုင်နေတဲ့အချိန်မှာမပူဘူးကလည်းခွေးတို့ပေါက်ကနေပြီးတော့လွတ်တော်ကိုတိုးဖို့ကြံနေတာဆိုတော့လည်းအလုံးတီမှာဖြစ်ပါတယ်။ရန်ကုန်သူရန်ကုန်သားတွေကရန်ပုံကိုရွှေပြောင်းအခြေချနေကြတယ်။အနေနဲ့ရက်ကပြည်သူလူထုတွေအားလုံးကဘယ်အရေးကိစ္စမျိုးမဆိုဘယ်တိုင်းဘယ်တိုင်းမှာတော့ဘယ်တိုင်းဒေသကြီးမှာတော့ဘာဖြစ်လို့ဘယ်ပြည်နယ်မှာတော့ဘာဖြစ်လို့ဘလို့ကိစ္စမျိုးမဆိုလူအောင်ဝေးရောပေါ့ရှေးဆုံးကရက်တည်ပြီးခဲ့ကြတာ။နော်ဆိုတော့လှူစရာရှိတာလှူမယ်၊ကုစရာရှိတာကုမယ်၊ပျော်စရာရှိတာပျော်မယ်။อืมထပ်ပြောမယ်နော် လှူစရာရှိတာလှူမယ်ကူစရာရှိတာကူမယ်ပျော်စရာရှိတာပျော်မယ်အဲ့ဒီပျော်ရဲဆိုတာကလူအခွင့်ကြီးပဲခမားတို့ပြောပြကျွေစရာရှိအောင်ကျွေအောင်လဲမပုတို့ဝိုင်းပြီးတော့တွန်လိုင်းရဘက်ကလူကြီးကြိတ်လိုက်ဆမ်းပါအောင်ဗျာပြောနေတယ်လူသားတွေလည်းလွတ်လပ်ခွင့်အဲ့ဒါလွတ်လပ်ခွင့်သဘောပါလားနော်ဆိုတော့လှူစရာရှိတာလည်းလှူမယ်အခုငလင်းဒေတာတွေဖြစ်တယ်ငလင်းလှုပ်တယ်အဲ့ဒီငလင်းလုတ်တဲ့ဒေတာမှာအများဆုံးကုန်ကြီးပံ့ပိုးမှုရောက်ခဲ့တာအခုလက်ရှိမှာကြည်လရန်ကုန်တိုင်းကအများဆုံးပဲ။နော်ဒါကြောင့်ရွေးရရင်ချင်းမှုနဲ့ ိုးရကိုတိုင်ကတိုင်းပြည်မှာငလျင်လုံနေတဲ့အတွက်ဘေးဒုက္ခတွေကြုံနေတဲ့အတွက်เนาะခိုင်းအဲ့လိုမျိုးမဟုတ်ပဲနဲ့တချန်လေးကိုတိတ်ဆိတ်စာကျင်းပပေးနေတယ်ဒါပေမဲ့လူထုမှာလွတ်လပ်ခွင့်ပျော်ရွှင်ခွင့်ရှိတယ်เนาะခင်ဗျားတို့တွေကအာတိုင်းပြည်မှာဒီလိုဖြစ်နေတာတော့ဟိုရေကစားတာချင်းတူတူတော်တဲကကောင်းလေးရေကစားတာကြတော့တော်လန်တချန်လို့ပြောပြီးမြို့ပေါ်ကခလေးတွေရေကစားတာကြခင်ဗျားတို့အောက်တန်းစားစိတ်တန်းနဲ့ဆဲဆိုကြတယ်ခလေးတွေတို့ပြောတယ်မှာလဲဘောမလေးတွေပြောတယ်မှာသရှိချီနီမှာကတော့အားလုံးသိတဲ့အတိုင်းပဲဘင်္ဂလားဒေ့ရှ်ကိုအောက်ခံကနေပြီးတော့ ဖောက်ပံပေးပြီးအမေရိကန်အနေနဲ့မြန်မာနိုင်ငံကိုစီးရီးယာကူညီမဲ့အနေအထားတစ်ခုကိုပေါ်ပေါက်လာတာကိုတွေ့ရှိနေရတဲ့အနေအထားတစ်ခုမှာဘယ်လိုများပေါက်ကြလာသလဲတကယ်ပဲသတင်းတွေလွှင့်ကြရလားဆိုတာကတော့ဆက်ဆောင်ကြည့်မယ်ဒါဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာကတော့အားလုံးဝေဖန်မှုနဲ့ထောက်ပြမှုတွေရှိနေဖြစ်တဲ့အတွက်ဝေးနေမှုစင်အောင်ပါတယ်ဝေဖန်ပြောဆိုထောက်ပြထားတယ်ဆိုတာကိုပြန်လည်းဝေများပေးလိုက်ပါတယ်ဒီဆိုရအနေကြီးနဲ့တွေ့ဆုံဆွေးနွေးတယ်တပတ်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တက်တက်မတော်နဲ့ရွာနိုင်ငံရဲ့နိုင်ငံရေးချင်းနေရာတော့အခုမြန်မာညီညွတ်ဆွေးရ ဟိုဝင်ကြီးချုပ်ကိုမလေးရှားဝင်ဝင်ကြီးချုပ်ကတရားဝင်တွေ့ဆုံဆွေးနွေးတယ်နော် ပြီးတော့တခါအာရှငင်းငယ်ကြီးတောင်ရှိပြည်တွေကလည်းမြန်မာညီညီဆွေးရအန်ဂျီနဲ့တွေ့ဆုံဆွေးနွေးတယ်တစ်ဖက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တက်တက်မတော်နဲ့အမေရိကန်စစ်တပ်နဲ့တွဲပြီးတော့အခုအာရကန်ဒေတာနဲ့ချင်းတက်နှစ်တက်မဟာမိတ်အဖွဲ့တွေပူးပေါင်းဆောင်ရွက်နေတဲ့ရခိုင်စစ်မြေပြင်အတွက်ကိုရခိုင်စစ်မြေနာအတွက်ကိုအမေရိကန်ကဘာဖာစနစ်အုံပြုပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတဆင့်စီရေးထောက်ကူပေးမယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲမြဲမြဲခိုင်ဝါထွက်ပေါ်လာပြီးဆိုတော့ကျွန်တော်တို့တော်လိုင်းရဲ့အရွေးဟာ အမှန်နဲ့တရားတွေအတွက်အောင်ပွဲနီးကပ်လာတဲ့အချိန်လေးဖြစ်တယ်အဲ့တော့တဘာဝဘေးလာအရင်ဆိုင်မယ်တော်လည်းကြီးတော့လေအစွမ်းကုန်ရုံးကမယ်တေးကြတယ်ကျွန်တော်တို့မကြခင်မှာအွန်ပွဲအွန်လိုင်းထူရမှာဖြစ်ပါတယ်။ကဘာကြီးကိုစက်ကြဝလာကြီးရဲ့ဟိုးအဝေးတင်နေရနေပြီကြည့်မယ်ဆိုရင်အဖျားလောက်တဖျားလောက်ကြီးအမှုန်လေးပဲကျွန်တော်မြင်ရတာပါတဲ့။ကဘာကြီးအဖျားလောက်ပဲမြင်ရတဲ့ကဘာကြီးတွေမှာကျွန်တော်တို့ချင်းချင်းကရံပြီးဆောင်းလောဘဒေါသမောဟအတ္တတွေနဲ့ဟိုဟိုဘယ်လိုခေါ်မလဲငါတကောကောနေကြတကယ်တော့ကဘာကြီးကဘာမှမတည်မြဲဘူး။လူဆိုတော့ကျွန်တော်တို့တွေမတည်မြဲဆိုတော့ကြောက်လာကြောက်ရွံ့ကြီးလည်းမတည်မြဲဘူး။ပြုပြင်ပြောင်းလဲ တက်ချိန်တိုင်းဖြစ်နေတဲ့ဓမ္မတာပါပဲဒါအကြည့်ပြီးတော့ကျွန်တော်ကတင်ကန်းစာယူတတ်ဖို့လိုတယ်လို့လောဘဒေါသမောဟမမနာတွေကိုလည်းပဲလွန်ကျွန်းမဖြစ်အောင်ထိန်းချုပ်နိုင်ဖို့အတိတရားနဲ့ရှင်ပြီးသတိထားဖို့လိုအပ်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်အခုဒါကျွန်တော်တို့တော်လိုင်းနေမြေဧရိယာတစ်ခုမှာရှိနေတဲ့တဘွားရှုခင်းနဲ့ရှင်ပြီးတော့မြေပြန်ကငလင်ပေးတင်ရတဲ့ပြည်သူတွေကိုစာနာကြောင်းနဲ့အခုဆက်လက်ပြီးတော့ဖြစ်ပေါ်လာနိုင်ရင်ရှိတဲ့ကြောက်ချက်ကြီးတွေအခုအစိမ့်လိုက်ဖြစ်တတ်တယ်လို့မျိုးအခုဒီဇတိုင်း 4G ရဲ့ပုတ်တိုက်နေတဲ့အချိန်ခုံကြောင့် အခုဒီအပိုင်းမနေ့ကညအထိကိုမန္တလေးမှာအဲဒီ register 9ကြော်ထပ်လုပ်သေးတယ်ဆိုတော့ကျွန်တော်တို့ကသတိကြီးကြီးထားပါလိမ့်မယ်ကြောက်လောချက်ချင်းတစ်ချက်ကအာဖရိကတိုက်ကကြောက်လောချက်ကြီးကကျွန်တော်တို့အာရှရဲ့အလှော်ကိုလာလာစောင့်ပြီးတော့လုံခဲ့တဲ့နှစ်တန်းအနည်းတန်းမောင်းမရတော့အခုပြန်ပြီးတော့သူကပုတ်တိုက်ပြီးတော့ရွေရှားနေတယ်အဲ့တော့ပြန်ဆုတ်ခေါ်သွားတာပဲဖြစ်ဖြစ်ပုတ်တိုက်ရင်မှအောက်မှတဆင်ပြီးတော့ပကြကြီးပေါ်လာပြီးတော့ဟိုပင်လယ်ချားသွားလို့ဘာဖြစ်မဖြစ်လာဘူးလို့မပြောနိုင်ပါဘူးဒါကြောင့်မို့ရေစိမ့်ထွက်နေတဲ့ဆိုတဲ့နေရာတွေနောက်တစ်ခါအချိန်ခါမဟုတ် ဘယ်ကကြလာမှမသိတဲ့တောင်ကြရီလိုရေစီးချောင်းကြီးနဲ့အပြင်းထန်စီးဆင်းလာလို့ဖြတ်တန်းလာလို့ဆိုတဲ့ဒေသတွေမိုးမကြခင်မှာကတိကြီးကြီးထားဖို့ကျွန်တော်အနေနဲ့ခုလေကနှိုးစော်ပန်ကြားခြင်းပါဘာကြောင့်တောင်ကြရီတွေလဟောထွက်လာတယ်လဲနေမြင့်ရာနေနေရာကိုခိုင်းတိုင်းနဲ့မတူတဲ့အခြေအနေထူးခြားမှုရှိနေပြီဆိုကြတဲ့ငလင်လုတ်ပြီးတဲ့နောက်ကိုယ့်ရဲ့မြင်မျက်နှာပြင်ကနှိမ့်ကျသွားသလားတို့ဖို့ကိုယ့်ဘက်ဝန်းကျင်ကရေထွက်နိုင်တဲ့နေရာတွေကရေအော်ရီမြင့်ကျမြင့်တော်လကောင်းတောင်စစ်တော်လန်းတော်လကောင်းကမှမြင့်တက်သွားလို့လားအခုအချိန်ခါမှုရေစီးချောင်းတွေလဟောဖြတ်စီးလာပြီဆိုတော့မိုးကြိုင်ဒီတဲ့ပိုဆိုးနိုင်တဲ့နေသားရှိရမှာလို့ခုကလေးက အေရီမြောင်းတစ်ချောင်းငလင်ပြက်ရီကြောတစ်ချောင်းမှာရှိတဲ့မြို့ရွာကပြည်သူတွေဂတိကြီးထားပြီးတော့ဖြစ်သည်မြအင်အားနဲ့ညှစ်ထုတ်ပြီးတော့လော့အောင်ရှောင်းမှာမဖြစ်ခဲ့ရင်တော့မဖြစ်ဘူးဖြစ်လာခဲ့ရင်ကယ်ဆယ်ကူညီနိုင်မှုအခုငလင်ကြီးဖြစ်တဲ့အခြေအနေပဲကြည့်ပါတကယ်ဖြစ်လာခဲ့ဘယ်သူမှမကယ်နိုင်ဘူးအားလုံးကသူ့အဘူးနဲ့သူအကုန်ဖြစ်ကြတော့အခုတည်းကယ်ဆယ်ကူညီရေးလုပ်ကြပါဒါပေမဲ့အခုမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကတော့အခုမြို့သားညီညီဆိုရဝင်ကြီးချုပ်ကိုမလေးရှားဝင်ကြီးချုပ်ကတရားဝင်တွေ့ဆုံဆွေးနွေးတယ်နော် ပြီးတော့တခါ အာရှငင်းငယ်ကြီးတောင်ရှိပြည်တွေကလည်းမြန်မာညီညီဆွေးရအနေချင်းနဲ့တွေ့ဆုံဆွေးနွေးတယ်တစ်ဖက်တည်းမှာပဲဘင်္ဂလားဒေ့ရှ်တက်တက်မတော်နဲ့အမေရိကန်စစ်တပ်နဲ့တွဲပြီးတော့အခုအာရဂန်ဒေသနဲ့ချင်းတက်နှစ်တက်မဟာမိတ်အဖွဲ့တွေတကူပေါင်းဆောင်ရွက်နေတဲ့ရခိုင်ရှင်းပြပြင်းအတွက်ကိုရခိုင်ရှင်းပြနာအတွက်ကိုအမေရိကန်ကဘာဖာစနစ်အသုံးပြုပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတဆင့်စီရေးထောက်ကူပေးမယ်ဆိုတဲ့သတင်းတွေလည်းကြေကြေမြတ်မြတ်ခိုင်ရုံမှာထွက်ပေါ်လာဆိုတော့ကျွန်တော်တို့တော်လိုင်းရဲ့အရွေးဟာအမှန်နဲ့တရားတွေအတွက်အောင်ပွဲနီးကပ်လာတဲ့အချိန်လေးဖြစ်တယ်အဲ့တော့တဘာဝဘေးလာအရင်ဆိုင်မယ် တော်လိုင်းကြီးတို့လည်းအစွမ်းကုန်ရုံးကံမယ်တေးကြတယ်ကျွန်တော်တို့မကြခင်မှာအောင်ပွဲအောင်လံထူရမှာဖြစ်ပါတယ်